တူမာလေးလိုခြေရတဲ့တမီးလေးတုံတုံကို Grey World Hotel ပြုချမှုမှာဆုံရှုံလိုက်ရလို့ဝမ်းနဲ့ခံစားနေရတဲ့ဝါဆုံမိုးဦးအလုံးမဲ့မင်္ဂလာပါရှင်ဒီကိုယ်စဲလီပေးကနေပြန်လဲကျဆူလိုက်ပါရရှင်တိဥဆောင်မင်းတမီးဝါဆုံမိုးဦးကပြည်သူတွေရဲ့အခက်အခဲကိုကိုကျင်းဆန္ဒပြီးတော့ လူရန်နေတယ်လို့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းသူမကိုယ်တိုင်စ조사လုပ်ကိုင်နေခဲ့ပါတယ်။ပြည်သက်တွေနဲ့ပြည်သူတွေအတွက်အခက်အခဲပုံမီးတွေနဲ့ကြုံတွေ့နေရတဲ့အချိန်အမှုပညာအလုပ်ကိုင်တွေအကုန်လုံးကိုရပ်နိုင်ထားပြီးတော့ကူညီပေးနေတာဖြစ်ပါတယ်။ဒီလိုတက်နိုင်တဲ့ဘက်ကကူညီပေးနေရင်ကနေသူမရဲ့သူမအရင်းလေးလို့ချစ်ခင်ရတဲ့သမီးလေးတုံတုံကိုဆုံဆုံလိုက်ရပြီဆိုတဲ့သတင်းကြောင့်အင်မတန်ကိုဝမ်းနဲ့ခံစားနေရပါတယ်။ တမီးလေးတတော်မိသားစုအားဆိုရင် Grey World Hotel ပြုချမှုမှာပြိမိသွားကြတာဖြစ်ပြီးကတ်တင်မှုအတွက်အချိန်တွေအများကြီးဆောင်ဆိုင်ခဲ့ရပါတယ်။တမီးလေးတတော်ကိုမိသမီးဝါဆုံမို့ကအရန်ကိုချစ်ပြီးသူ့ရဲ့ဒူမာလေးလို့သဘောထားခဲ့တာပါ။အမဲလို့လို့သူမနဲ့တွေ့ဆုံပြီးတော့စောက်ကစားနေကြဖြစ်တဲ့တမီးလေးတတော်ကအခုလိုကွယ်လွန်သွားခဲ့တဲ့အပေါ်မှာဘယ်လိုမှမယုံကြည်နိုင်ခဲ့ပါဘူး။ကတ်တင်မှုရက်တွေအများကြီးကြာနေပြီဖြစ်တဲ့အတွက်ဆုံးရှုံးနိုင်တာကိုတော့ရိပ်မိခဲ့ပေမဲ့ဘယ်လိုမှလက်သက်မခံနိုင်တာဖြစ်ပါတယ်။တမီးလေးတို့ကိုပြန်မတွေ့မချင်းဒီသတင်းကိုမျိုးကြည့် ိုင်မှုဆိုပြီးမျှော်လင့်ချက်နဲ့ဆောင်စားနေခဲ့ပေမဲ့အခုလိုကွယ်လွန်သွားပြီဆိုတာကိုသိလိုက်တဲ့အခါမှာအင်မတန်ကိုဝမ်းနည်းသွားခဲ့ရပါတယ်။ Great Wall Hotel ပြုချမှုမှာဆိုရင်လူပေါင်းများစွာပိတ်မိနေတာဖြစ်ပြီးတမီးလေးတနုံတို့မိသားစုလည်းအပါအဝင်ပဲဖြစ်ပါတယ်။တမီးလေးတနုံနဲ့တမီးလေးပေါင်ပေါင်နဲ့ဖခင်ဖြစ်သူကိုဖက်တီတို့ကဟိုတယ်ကနေပြန်ထွက်ဖို့ဆောင်စားနေချိန်မှာရုတ်တရက်အခုလိုပြိုကျမှုဖြစ်ပွားသွားခဲ့တာပါ။သူတို့တွေဒီရောက်ထဲမှာအသက်ရှင်နေလျက်ရှိနေသေးတာကိုအကုန်လုံးကလည်းတေချာစွာသိပြီးတော့ကဲတင်ဖို့တောင်းပန်ခဲ့ကြပါတယ်။ ်ဒါပေမဲ့လုံးဝကိုလက်မခံခဲ့ပါဘူးဟိုတယ်ပိုင်ရှင်တွေကတကယ့်ကိုလူသားချင်းစာနာမှုမရှိပဲပြည်သူတွေရဲ့အသက်ထက်သူတို့ရဲ့စီးစိမ်ဥစ္စာဆုံးရှုံးမှုကိုပိုပြီးတော့ကြောက်နေတာဖြစ်ပါတယ်ဒါကြောင့်သမီးလေးတို့တော်တော်တို့မိသားစုကလည်းကဲတင်ခွင့်မရပဲအထဲမှာပြိမိနေကြတာဆယ်ရဲ့ကြော်တော့ကြာမြင့်ခဲ့ပါတယ်နောက်ဆုံးမှာတော့ပြည်သူတွေကဒူးထောက်တောင်းပန်ပြည်အသနာခံနေဦးသားမကတနိုင်ငံလုံးကဝေဖန်နေကြတာကြောင့်ကဲတင်ခွင့်ပေးတာပါဒီလိုမျိုးရှာဖွေကဲတင်ခဲ့တဲ့အခါမှာအချိန်တွေကအရန်ကြာနေခဲ့ပြီဖြစ်တာကြောင့် ဆုံးရှုံးမှုတွေအများအပြားကိုလည်းတွေ့လာရပါတယ်။ဒီလိုမျိုးကွယ်လွန်သွားခဲ့တဲ့လူတွေတရားပြတရားပေါ်ထွက်လာခဲ့တဲ့အချိန်မှာမင်းသမီးဝါဆုံမိုးအပါအဝင်တည်ရခဲ့တဲ့ကလေးလေးတွေရဲ့မိခင်ဖြစ်သူမနှင်းနှင်းရွှေလဲအင်မတန်ကိုခံစားနေရပါတယ်။ ဒါပေမဲ့နောက်ဆုံးမျော်လင့်ချက်တမြင်လေးဆိုပြီးဆောင်းလိုက်ခဲ့တာပါ73ရက်မြောက်နေ့မှာတော့တမီလေးတုံတို့တမီလေးပေါင်ပေါင်အပါအဝင်ဖခင်ဖြစ်သူကိုဖက်တီနဲ့အကူကောင်မလေးကိုလည်းပြန်လည်ရှာတွေ့ခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့အသက်ကတော့အပမလာခဲ့ပါဘူးဒီချက်သာစောပြီးရှာဝေနိုင်ခဲ့မယ်ဆိုရင်တော့သူတို့ရဲ့ကလေးလေးတွေအပါအဝင်ပိတ်မိနေတဲ့ထဲကဧည့်သည်တော်တော်များများကိုကယ်တင်နိုင်မှာဖြစ်ပါတယ်အခုတော့မဆုံရှုံသင့်တဲ့အသက်တွေဆုံရှုံခဲ့ရပါပြီ မင်းသမီးဝါဆောင်မိုးဦးဆိုရင်သူမအရန်ကိုချေရတဲ့သမီးလေးတုံတုံကိုဆုံချုံလိုက်ရတဲ့အတွက်ဘလို့မမယုံကြည်နိုင်ပဲနဲ့ခံစားနေရပါတယ်ဆိုပြီးရှင်းပြလာခဲ့ပါတယ်။သမီးလေးတုံတုံနဲ့ပေါင်ပေါင်တို့ညီမဟာဆိုရင်အခုမှအသက်9နှစ်နဲ့အသက်2နှစ်ကျော်အရွယ်နုနယ်သေးတဲ့သမီးလေးတွေပဲဖြစ်ကြပါတယ်။အခုတော့သမီးလေးနှစ်ယောက်စလုံးကိုတပြိုင်နက်တည်းဆုံချုံလိုက်ရတဲ့အတွက်ဝါဆောင်မိုးဦးလည်းအရန်ခံစားနေရသလို မိခင်အရင်ဖြစ်တဲ့မနှင်းနှင်းရွှေလဲဘလို့မှပြင်မစင်းနိုင်တော့ပါဘူးအခုလိုမျိုးအတက်ငငယ်ရွယ်လေးမှဘဝတစ်ပါးကိုကုပြောင်းသွားပြီဖြစ်တဲ့သမီးလေးပမောင်တို့ညီမနဲ့တခြားသောကွယ်လွန်သူတွေကိုကောင်းမွန်ရာဘဝကိုရောက်ရှိစေဖို့အတွက်ဆုတောင်းပေးသွားကြပါဦးနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်